ားလုံးပဲကျေးဇူးတော်မင်္ဂလာပါကျန်းစာနဲ့ဘုရားစကားမတူဘူးဆိုတဲ့ဝေငါချက်ကိုကြားတဲ့အခါမှာတချို့သောသူတွေအတွက်ဒွိဟဖြစ်စီရှုပ်ထွေးစီတယ်တချို့သောသူတွေကတော့ပိုင်းခြားနိုင်တယ်အချို့သောသူတွေကြတော့ဒါမမှန်ဘူးဆိုတာသိတယ်ဒါပေမဲ့ဘာကြောင့်မမှန်တာလဲဘလို့အကြောင်းချက်အခြေခံအကြောင်းရင်းတွေကြောင့်လဲဆိုတာကိုနားမလည်ကြတဲ့သူတွေရှိဒါဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းက logos and rima မတူဘူးဆိုတဲ့ခံယူချက်ကြောင့်ဖြစ်တယ် တော့ဒီအကြောင်းကိုလည်းတမန်ကျမ်းစာနဲ့ပတ်သက်ပြီးယုံကြည်ခံယူချက်မတူတဲ့အုပ်စု၅မျိုးအကြောင်းကိုကျွန်တော်ဝင်ကားခဲ့ဘူးတယ်။အဲ့ဒီ၅မျိုးတည်းကဒီခံယူချက်ကနံပါတ်၄ထဲမှာပါတယ်။အဲ့တော့ logos ဆိုတာက writing word ရေးသားထားတဲ့စာဖြစ်။ rima ဆိုတာကတော့ spoken word ဖွင့်ပြချက်ဖြစ်တယ်။လက်ဆက်တဲ့ဖွင့်ပြချက်ကျန်းစာကတော့တိအောင်သွားပြီပေါ့နော်အခုလှုပ်ဖို့အခုသွားဖို့အခုဆုံးဖြတ်ဖို့အခုလုတ်ကင်ဖို့ ဘုရားခင်ကတိုက်ရိုက်စကားပြောတာကို spoken word လို့ခေါ်တယ်ပေါ့နော် fresh revelation လို့ခေါ်တယ်ပေါ့ဒါကြောင့်ကျမ်းစာထဲမှာသွားနဲ့ဖွင့်ပြခြင်းနဲ့သွားအာဗြဟံကနေစပြီးဟိုးနောဣအစုံမောရှိခေတ္တိပေါ့နော်ကျမ်းစာထဲသွားခဲ့တာမဟုတ်ဖွင့်ပြခြင်းနဲ့ပဲသွားခဲ့တာကျမ်းစာထဲသွားတာကဖာရိရှဲပဲရှိတယ်ဒါကြောင့်ကျမ်းစာထဲသွားတဲ့ဖာရိရှဲတွေကယေရှုရဲ့အလုံမှန်တဲ့ဗျာအင်းလီတရားဝိညာဉ်ကြီးရအကုန်လုံးကိုစီးတားတဲ့သူတွေဖြစ်တယ် ကျမ်းစာကိုအမိပြုတဲ့သူကတခင်ယေရှုရဲ့အမှုတော်ကိုစီတာပြီးဖွင့်ပြခြင်းနဲ့တော်တဲ့လူကဘုရားခင်ဘုံထင်ရှားတယ်လို့အဲ့လိုခံယူချက်ကြောင့်ဖြစ်တယ်။တကယ်ရောတမန်ကျမ်းစာကအဲ့ဒီလိုတွင်တင်သလား။သူတို့ပြောနေတာရောတကယ်မှန်သလား။တမန်ကျမ်းစာထဲမှာရှိတဲ့တခင်ယေရှုမှာစပုပ်ကိုတယောက်ချင်းစီတိုင်းကသူတို့ပြောသလိုတွင်တင်ခဲ့သလား။တမန်ကျမ်းစာထဲမှာတခင်ယေရှုကိုယ်တိုင်ခွဲခန့်စေလွတ်တဲ့တမန်တော်တွေကရော အဲ့ဒီလိုတွန်တင်ထားသလားတေဂျာရာကတော့တမန်ကျမ်းစာထဲမှာဘုရားခင်ခွဲခန့်တဲ့တမန်တော်တွေကအဲ့ဒီလို လုံးဝမတွန်တင်ခဲ့ဘူးဆိုတော့နားလည်ရတယ်ဒါပေမဲ့ကိုကိုကိုတမန်တော်ပါလို့တမုတ်တဲ့သူတွေကတော့ငါစကားနွားရပြောချင်တိုင်းပြောပြီးဝင်ငါကြတာကြီးအများကြီးရှိတယ်ဒါကတော့ကျမ်းစာကိုဖတ်တဲ့အခါတိတိကျကျသိနိုင်တဲ့အချက်ဖြစ် ဒီလိုခံယူမှုမျိုးကယုံကြည်ခြင်းနဲ့ပတ်သက်ရင်တမာတရားလမ်းကမ်းနဲ့လေလွဲသွားစေနိုင်တယ်။ကျမ်းစာလို့ခေါ်တဲ့ writing word နဲ့ဘုရားခင်ဖွင့်ပြခြင်းဟာတတ်တတ်စီဖြစ်တယ်လို့ခွဲထုတ်လိုက်တဲ့အခါကျတော့ဘုရားခင်ဖွင့်ပြတယ်လို့ပြောလိုက်တာနဲ့ဘုရားခင်တကယ်ဖွင့်ပြကြောင်းဘုရားစကားတကယ်အမှန်ဖြစ်ကြောင်းကိုဘာနဲ့မှတိုင်လို့မရတော့။ဘာကြောင့်လဲဆိုရင်တိုင်စရာဘာမှမရှိတော့။ဆိုတော့အဲ့လိုဖယ်ထုတ်လိုက်တဲ့အတွက်ဘာပြန်ဖြစ်လာလဲဆိုတော့ မှန်လည်းမသိဘူးမမှန်လည်းမသိဘူးခွဲခြားစရာလည်းမရှိဘူးစံနှုန်းလည်းမရှိတဲ့ခါကျတော့ငါစကားနွားရကိုပြောသမျှနားထောင်ပြီးကိုခိုင်းတဲ့အတိုင်းလိုက်လို့ဖို့ဒါကြုံဆက်တွင်းတဲ့ဘက်ကိုရောက်လာတာဒါကြောင့်မလို့ဒီခံယူမှုမျိုးကယူဒလူတွေအမားထက်ပိုပြီးမာတာကြတယ်ယူဒလူတွေကတော့ပညတ်တိချမ်းအနာဂတ်တိချမ်းတွေကိုတည်တည်ချာချာဒီထီးဂယူးစိုက်တယ်ဒါပေမဲ့အဲ့ဒီအနတ်ဒိဗေကိုနားမလဲဘူး ဒါကြောင့်တခင်ယေရှုကပြောတာမင်းတို့ကတဲ့စံစာကိုဖတ်တဲ့အခါအခုထိအ내ကိုနားမလည်ဘူးတဲ့ကျမ်းစာကိုအမိပြုဝင်မဲ့အ내ဒိဗေကိုနားမလည်ယူဒလူတွေမားတဲ့အမားမျိုးမားတတ်တယ်။ဒါပေမဲ့ကျမ်းစာနဲ့ဘုရားစကားမတူဘူးလို့ထပ်ခွဲတဲ့သူတွေကယူဒလူတွေမားတဲ့အမားတဲ့ပိုကြီးတဲ့အမားကိုမားစီပြီးလူပေါင်းများစွာကိုတမန်တော်များလမ်းကနေလွဲသွားစေနိုင်တယ် ကျမ်းစာတွေကတမန်တော်တွေကတော့ကျမ်းစာရှိသမျှဟာဘုရားခင်မုံတွင်းတော်မူခြင်းအဖြစ်ဖြစ်တယ်တဲ့နိတိခန်းကြီး၃ပိုင်းရဲ့၁၆ဆက်ကုန်မှာဆိုတာကဝိညာဉ်တော်ကဖွင့်ပြသွန်သင်ပြီးဘုရားလူတွေကကြီးသားထားတဲ့ဘုရားရဲ့စကားတော်တွေဖြစ်တယ်တဲ့ဒါပဲလားဆိုရင်မပြီးသေးဘူးရှင်ပေသူကိုယ်တိုင်က80 60ဝန်းကျင်မှာပေါ်လူကြီးတဲ့အသင်းတော်ပေးစာတွေအားလုံးကလည်းတမဟောင်းကျမ်းနေနီးသူ ဝိညာဉ်တော်ဖွင့်ပြခြင်းအဖြစ်ရေးသားထားတယ်လို့သူကိုယ်တိုင်အတည်ပြုတယ်။နိဗ္ဗာန်ခန်းကြီးတဲ့အပိုင်ငယ်20အရေ27။ကျမ်းစာထဲမှာရှိတဲ့တမန်တော်တွေကိုယ်တိုင်ကပဲကျမ်းစာဆိုတဲ့ writing word နဲ့ဘုရားခင်ဖွင့်ပြခြင်းဆိုတဲ့ဘုရားစကားဟာတတ်တတ်စီမဟုတ်ဘဲနဲ့ကျမ်းစာကိုယ်တိုင်နိုင်ကပဲနဲ့ဘုရားခင်ဖွင့်ပြခြင်းအဖြစ်ဖြစ်လာတဲ့ကျမ်းစာတွေဖြစ်တယ်လို့သူကဆို။ဒါကြောင့်ဘုရားခင်က အာဗြဟံကနေစပြီးမိုးရှိခေတ်ကာလအထိတိုက်ရိုက်စကားပြောတယ်။ပြီးတဲ့အခါကျမှအဲ့ဒီမိန်တော်မူတဲ့စကားတွေအားလုံးကိုမှတ်သားစီပြီးပြုစုရေးသားစီ။ညတော်အဖြစ်ကျွန်တော်တို့နားလည်တာကပြညတ်တော်ဆေဘာလောက်ကိုပဲကျွန်တော်တို့သိကြတယ်။တကယ်တော့ပြညတ်တော်ဆေဘာအပြင်ကိုဖန်တီကျူးစ်လို့ခေါ်တဲ့ထိုရာကျန်ငါးချမ်းမှာစဓမ္မဟောင်းချမ်းတွေကိုရေးသားစီ။ အဲ့ဒီဓမ္မောင်ကျမ်းတွေကဣတရီလလူမျိုးတော်တွေအတွက်ဘလို့အသက်ရှင်ရမလဲဘုရားခင်ရဲ့အလိုတော်ကဘာလဲဘလို့မနေထိုင်ရဘူးလဲဘလို့သွာလာရမလဲဘလို့စဉ်းစားရမလဲဘလို့သွေးခေါ်မရမလဲဘုရားကိုဘလို့ဝိပုကိုးကွယ်ရမလဲဆိုတာအလုံးကိုအဲ့ဒီဓမ္မောင်ကျမ်းမှာရေးသားထားတယ်။ဒါကြောင့်ဂျူးလူမျိုးတွေအများစုကတမာကျမ်းစာတီသူတို့အကျွဲ principle ဖြစ်တယ်။အဲ့ဒီလိုခံယူကြ။ဒါကြောင့်ဓမ္မောင်ကျမ်းကဣတရီလလူမျိုးတွေအတွက်မှန်နဲ့မမှန်ခွဲခြားသိဖို့ လုံးတင်တာနဲ့မလုံးတင်တာကိုခွဲခြားသိဖို့ဖယားအလိုတော်နဲ့မိမိအလိုကိုခွဲခြားသိဖို့ဖယားစကားနဲ့အခြားစကားကိုခွဲခြားသိဖို့အတွက်တခုတည်းသောစံနှုန်းဖြစ်တယ်လို့သူတို့ကနားလည်ထားကြတယ်။ဒါကြောင့်မလို့ယူဒလူတွေကပညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းတွေမှာရေးသားထားတဲ့ပေါ်ပြချက်တွေကိုလွန်ပြီးသူတို့ကိုယ်တိုင်တုံ့တင်တာမျိုးအဲ့ဒီတုံ့တင်ချက်ကိုခံယူတာမျိုးကိုလည်းမလုပ်ကြဘူး။ဘာကြောင့်လဲဆိုတော့ ကျမ်းစာဟာဘုရားခင်မုတ်တွင်ခြင်းအဖြစ်ဖွင့်ပြခြင်းအဖြစ်ရည်တထားတဲ့စာဖြစ်တယ်ဆိုတာကိုနားလည်လက်ခံထားလို့ပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ခေတ်အခါမှာတမန်ကျမ်းစာရှိသည်များဟာဘုရားခင် မုတ်တွင်တော်မူသောအဖြစ် ဖြစ်တယ်ဆိုတဲ့အချက်ကိုလက်ခံပြီးမယ်။ကျမ်းစာနဲ့ဖွင့်ပြခြင်းမတူဘူးဆိုတာကိုလက်ခံတဲ့အခါမှာတမန်တရားရဲ့အပြင်ဘက်ဘက်ကိုရောက်လာ။ကျွန်တော်တို့ဧဝံဂေလိအတိုင်းဝိုင်းကတော့ တမာကျမ်းစာတည်းဘုရားခင်ဖွင့်ပြခြင်းအပြင်ရေးတာထားတဲ့ဘုရားစကားတွေဖြစ်တယ်။ဒါကြောင့် logos ဆိုတဲ့ writing word ထဲကနေပဲလူကိုဖွင့်ပြတယ်။ဝိညာဉ်တော်အပြင်အပြင်မှာဖွင့်ပြရမယ့်အရာအလုံးဟာဘုရားထံကလာမလားဆိုတော့အလိုတော်နဲ့ပိုင်းခြားနိုင်ဖို့အတွက်တစ်ခုတည်းသောစံနှုန်းဖြစ်တယ်လို့ကျွန်တော်တို့အေးဝင်ကြီးလေးအတိုင်းဝိုင်းကတော့အဲ့ဒီလိုလက်ခံကြတယ်။ဒါကြောင့်အသင်းတော်ရဲ့အခြေခံယုံကြည်ချက်ထဲမှာ ထိုကျမ်းစာရှိသည်မြတ်ဟာဘုရားတခင်စကားတော်ဖြစ်တယ်လို့လက်ခံကြတယ်။အဲ့တော့ဒါကိုမသိတဲ့အခါကျတော့ကျမ်းစာနဲ့ဘုရားစကားမတူဘူးလို့ပြောရင်ဒါဟာခရိယံမဟုတ်တော့ဘူး။ဒါဟာအသင်းတော်ရဲ့အခြေခံယုံကြည်ချက်မဟုတ်ဘဲမိစ္ဆာအယူဝါဒဘက်ကိုရောက်လာတဲ့တဘောကိုသွားနေ။ဒါမိစ္ဆာအယူဝါဒကိုခံယူလာတဲ့ဘက်ကိုတဖြည်းဖြည်းကိုယ့်ကိုဆွဲခေါ်သွားနေတာဖြစ်တယ်လို့နားလဲရတယ်။အဲ့တော့ကျမ်းစာမပါဘဲဘုရားခင်စကားမပြောတော့ဘူးလား။ မဖွင့်ပြတော့ဘူးလားလို့မေးရင်ရှင်ကျင်ရမှာတခုရှိဘုရားရှင်ဖွင့်ပြတဲ့အရာအလုံးဟာမမမဒီကျမ်းစာနဲ့ပဲစစ်ဆေးရတာကြီးပဲမဟုတ်ရင်ဘုရားလည်းဖရာဖွင့်ပြတယ်၊ဒီကလည်းဖရာဖွင့်ပြတယ်၊ဒီကလည်းဖရာစကားပြောတယ်ဆိုဘယ်ဟာပြောလို့ပြောမှမသိဘယ်ဟာစစ်လို့စင်မှမသိပဲမပိုင်းခြားနိုင်တာမျိုးကြီးဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့တမန်ကျမ်းစာဖြစ်တည်လာရတဲ့တမန်ကျောင်းကိုကြည့်တဲ့အခါဘုရားခင်ကြီး သူ့လူတွေကိုခက်ဆက်ဆက်အုံပြုပြီးငုကဘတ်တော်တမချန်းစာ ဖြစ်တဲ့အထိရည်ရွယ်ပြုတယ်ဆိုတာနားလည်ရတယ်။အလိုအလျောက်ဖြစ်လာတာမဟုတ်ဘူးအရန်ရဲ့ကြီးတယ်။ဒါကြောင့်ဘုရားခင်ရဲ့သဘောတော်နဲ့အလိုတော်ကိုသိနိုင်ဖို့အတွက်ဒီတမချန်းစာဟာခက်ဆက်ဆက်ရေးသားပြုစုလာခဲ့ကြတာဖြစ်တယ်။ဒီတမချန်းစာကိုဘုရားစကားလို့လက်ခံထားလို့လေဒီနေ့ခရိယန်အသင်းတော်တွေဆိုတာဖြစ်လာတယ်။ယုံကြည်ခံယုံကြည်တုံးမှုတွေက ခိုင်မာလာတယ်။ အဲ့ဒီခိုင်မာလာတဲ့အတိုင်းအဲ့ဒီယုံကြည်ချက်အတိုင်းဘုရားရဲ့တက်တည်ထူမှုတွေအများကြီးဖြစ်လာတယ်။ဒါကြောင့်ဓမ္မဟောင်းကိုကြည့်တဲ့အခါမှာဓမ္မရာဇဝင်တတ္တယဆာဆောင်အခန်းကြီး20မှာဣတိလရှင်ပြင်နဲ့ယုဒရှင်ပြင်ယောရှုဘအကြောင်းတွေ့ရတယ်။အဲ့ဒီဣတိလရှင်ပြင်ဘေးမှာနေတဲ့ပရောဖက်900ဟာဣတိလရှင်ပြင်အကြိုက်ကိုပြောပြတယ်။ဒါပေမဲ့ဣတိလရှင်ပြင်ကသူ့အကြိုက်ကိုလိုက်ပြောနေတာတော့နားမလည်ပဲဘုရားရှင်အလိုလိုကိုပြောပြတာလို့သူနားလည်နေတယ်။ဒါကြောင့်မလို့ ူမကြိုက်တာကိုအမေရန်ပြောတဲ့မိခါကိုလုံးဝမကြိုက်ဘူးအဲ့တော့ယူဒာရှင်ဘင်ယောရှဖတ်ကငါ့အတွက်ပရောဖက်မရှိဘူးလားလို့မေးမေးတဲ့အခါကျတော့ရှိတယ်တဲ့မိခါတယောက်ရှိတယ်တဲ့အမင်္ဂလာစကားကိုပဲပြောတယ်ယူဒာရှင်ဘင်ကပြောတယ်မဟုတ်ဘူးတဲ့ငါကြိုက်တာမကြိုက်တာတဲ့ဘုရားစကားမှန်ဖို့ပဲရေးကြည့်တယ်အဲ့တော့ဘုရားခင်ဖွင့်ပြတာဘုရားစကားပြောတာမှန်သလားမမှန်ဘူးလားဆိုတာကိုဣတိလလူမျိုးတွေဟာဓမ္မဟောင်းကျမ်းမှာပါတယ်ဘုရားခင်အလိုတော်နဲ့ ရှင်မေးစမ်းသာရတယ်။ဒါကြောင့်ပရောဖက်တပါးပါပေါ်လာပြီးဘုရားခင်ပြောတယ်ဆိုပြီးမှတဲ့မင်းတို့ကိုအခြားသောဘုရားကိုဝိပုကိုးကွယ်ဖို့တွေးဆောင်သွားရင်မလိုက်သွားနဲ့တဲ့တတိကောင်းကောင်းပေးတယ်။ဒါကြောင့်ဘုရားလူဆိုတဲ့သူတွေကကိုယ်အကြိုက်ကိုလိုက်ပြီးပြောတာလားကိုမကြိုက်တာကိုလိုက်ပြီးပြောတာလားဆိုခွဲခြားသိနိုင်ဖို့အတွက်တခုသီးသောစံနှုန်းကတမန်ကျမ်းစာဖြစ်တယ် ကိုကြိုက်တာကိုပြောမှာကိုနားထောင်ကျင်တာကိုပြောနေမှာအကြားနေမှာဘုရားစကားပြောတယ်လို့ခံယူမှုမျိုးကတမောင်းကာလာကလေးရရှိခဲ့တာဒါကြောင့်ကျွန်တော်တို့ကတမာတရားရဲ့စံနှုန်းဖြစ်တဲ့ကျမ်းစာသာမရှိရင်ပိုင်းခြားဖို့မလွယ်ဘူးဒါကြောင့်ဘုရားရဲ့ဖွင့်ပြခြင်းစကားတို့တွေဖြစ်တဲ့တမာကျမ်းစာဟာဘုရားခင်ဘာဖွင့်ပြတယ်လဲဆိုတာမမမှန်တိုင်းထွာနိုင်တဲ့တစ်ခုသီးသောစံနှုန်းဖြစ်ဒါကြောင့်အဲ့ဒီစကားတွေကိုနားယောင်မိရင် တမာတရားလမ်းနဲ့ဝေးသွားနိုင်တယ်။ဒါကြောင့်ဓမ္မဟောင်းကာလကလေးကဘုရားခင်မဖွင့်ပြဘဲနဲ့လူတွေအကြိုက်ကိုမုဒါနဲ့ဆိုင်ပြီးဟောပြောတဲ့ဘုရားလူဆိုတဲ့သူတွေအများကြီးရှိကျွန်တော်တို့အဲ့ဒါကိုတတိပြုဖို့လိုအခုလေဘုရားမပြောဘဲနဲ့ပြောတယ်ဘုရားခင်မဖွင့်ပြဘဲနဲ့ဖွင့်ပြတယ်လို့ပြောနေတယ်ပရောဖက်အတူတွေအများကြီးပဲကိုကိုကိုပရောဖက်တမန်တော်တို့တတ်ပြီးမှပြောချင်ရပြောပြီးမပြည့်စုံလာတာအများကြီးပဲ ဥပမာတရားခင်ဖွင့်ပြလို့ဆိုပြီးမှကိုယ့်ရဲ့မယားကြီးကိုကြွားပြီးမှကိုယ့်တမီးအရွယ်လောက်ရှိတဲ့ကောင်မလေးကိုယူတဲ့သူရှိဆိုအဲ့ဒါဆိုရင်တော့ဘယ်လိုလဲဘုရားခင်ဖွင့်ပြတယ်ဆိုပြီးဒီလိုပဲယုံလိုက်ဖို့လားမမမဟုတ်မဟုတ်ကျွန်တော်ဘယ်လိုသိနိုင်လဲဓမ္မလားဘာနဲ့စင်အဲ့တော့စစ်ဆရာမရှိဘူးဘုရားကျမ်းစာနဲ့မတော်နဲ့ဖွင့်ပြခြင်းနဲ့တွားဆိုသူ့ဘုရားခင်ဖွင့်ပြနေပြီဆိုတော့အားလုံးမှန်လေလား အဲ့လိုမျိုးခံယူလိုက်ရင်တော့လွဲသွားစရာအကြောင်းရှိတယ်ဒါကြောင့်ဘယ်သမားဆရာပဲဖြစ်ဖြစ်အဲ့လိုပြောနေသူစားလုံးတမမှန်တယ်ဆိုတာကိုလက်ခံဖို့အတွက်ကိုကိုဆွဲခေါ်နေတာဖြစ်တယ်လို့ဒါသတိပြုအောင်ဒါကြောင့်မလို့ကျမ်းစာနဲ့ဘုရားစကားမတူဘူး logos နဲ့ rima မတူဘူးလို့ခံယူပြီးကိုကိုတွန့်တင်နေဆိုသိချတယ်ခမားသမားတရားလမ်းကနေတဖြည်းဖြည်းဝေးသွားဖို့သူပြောချင်တာပြောပြီးငါစကားနွားရအမှန် ဖြစ်အောင်ခံယူခြင်းအောင်ကိုယ်ကိုတဖြည်းဖြည်း brain wash လုပ်နေတယ်ဆိုတာကိုသဘောပေါက်ဖို့တတိပြုပြီးတမာတရားလမ်းဘက်ကိုပြန်လည်လံဖို့လိုရဲဆိုတာလေးကိုဝင်ငှကြတယ်။ယောက်ချင်းစီတိုင်းတွေ့အစဉ်ဉာဏ်စရာဖြစ်ပါစေ။